ထားပုံမှာသူကသူကတော့မှကျွန်တော်တစ်ချိန်လုံးအရန်ဘရိုရဲ့ရုပ်ရှင်တွေပဲရိုက်ခိုင်းတာကျွန်တော်ကလည်းအဲ့လိုလိုတဲ့ရုပ်ရှင်တွေကိုဟိုကိုယ့်ရဲ့ personal ရကျွန်တော်တိတ်တိတ်ဟိုဘာလဲမကြိုက်ဘူးလောလောဆယ်ဆယ်တခြားထားပါတော့အဲ့လိုသူစမ်းတာတွေကိုကြိုက်ကြအဲ့လိုကြီးရင်လည်းကျွန်တော် Avenger တော့အဲ့လိုပေါက်ကြရလေးနည်းနည်းပြီးရင်အဲ့လိုနည်းနည်း futuristic ဖြစ်တဲ့ဟာမျိုးပို့ပြီးအဲ့လို action လေးချိန်တယ်အဲ့လို router တွေလည်းတကယ်တမကြည့်ဖြစ်တာအဲအမျိုးသမီးကသူကအဲ့ဒါကိုအရင်ချိန်တယ်အဲ့လိုပဲရိုက်ခံတယ်အဲ့လိုရိုက်တဲ့ကားတော်တော်များများလည်းအဲ့လိုသူကအမြဲတမ်းကြည့်တယ်ဒီနေရာလေးဒီလိုမျိုးလုပ်ရမှာဒီလိုမျိုးပူပြီးမိုက်တာပူပြီးပြိတဲ့ကြည့်တဲ့လူကိုရင်ခေါင်းလာအဲ့လိုအကြံပေးတယ်အဲ့လိုမျိုးသမီးကကိုယ့်ရဲ့ဟိုပေါ်လဲအမကံပြိတယ်အမကံအမကံအဲ့လိုပဲပြောမှရတယ် ူကအများရန်ပါပဲလောက်လောက်သူအဲ့လိုအများရန် recommend ပြီးတယ်ဟိုကောင်းရင်ကောင်းတယ်မကောင်းမကောင်းရင်မကောင်းသူစီရတယ်ကြားရပြီးကြားရမှာဘာသူအများရန်အဲ့လိုချက်ပြီးတော့ဒီတော့အပြင်မှာလည်းတငယ်ချင်းတွေဖြစ်နေတော့ဒီကားအဲစားရိုက်ကြရတဲ့အဆုံးအထိကအဲ့လိုတငယ်ချင်းတွေ အဲရိုက်တဲ့ဟာလဲရိုက်ကြမပွင့်ရလဲအေးစစ်စစ်ပဲဆိုတော့ဒီလို precaution နဲ့ဒါရိုက်ခုခွင့်ရခဲ့တာကတကယ်တော့အမှတ်ရပါဘူးတဖက်သက်ပါဘူးဒီဟုတ်တယ်တဖက်သက်တူတူလေးတူတူလေးချစ်နေရတာပေါ့ဟုတ်ကဲ့ဒီကဒီကထဲမှာအမြအမြနဲ့ play ဆိုတဲ့ character လေးနှစ်ခုပေါ့အမှ character လေးကိုဒီလိုထောက်ဆောင်ထားတယ်အမအမနဲ့အဲ့တော့ကြာတယ်ဒါမဲ့အမဆောင်းအနောက်ပိုင်းမှာ ပလဲဆိုရဟောဒီမှာဒီမှာလေးပေါ်လာတယ်အဲ့ပေါ်လာတဲ့ဟာမှာသူကမြောက်ကိုပဲအဲလက်ခံတဲ့သဘောပေါ့ဆိုတော့ဒါပေမဲ့ဟိုကကြတော့လေပလဲကကြတော့လေဒီမြရဲ့အဲ character လေးကိုလည်းရအောင်ဝတ်ကြည့်တယ်ဒါပေမဲ့သူလက်မခံဘူးရအောင်ကြိုးစားတာပေါ့နော်အဲ့လို character လေးမျိုးပါဟုတ်ကဲ့ဟုတ်ဟုတ်တစ်ချိန်လုံးဟိုအဲ့ပါဝင်တဲ့ယောက်ျားလေးအကုန်လုံးကလည်းအကုန်လုံးတငယ်ချင်းတွေအဲ့ထက်မှပါတယ်မိန်းကလေးအကုန်လုံးကလည်းတငယ်ချင်းတွေဖြစ်တယ် အပြင်မှာတော့တငယ်ချင်းဒါပေမဲ့ဇလန်းဒါတော့ဟိုဒါပေမဲ့ဇလန်းစားရိုက်တဲ့ဇလန်းရိုက်တဲ့ချိန်မှာပမာဆောင်အကုန်လုံးစုံပူးတာနော်ဟုတ်တယ်ဟုတ်တယ်အပြင်မှာတော့တငယ်ချင်းအဲ့ကားရဲ့ဟုတ်ကြံကြိုင်မှာပဲဆိုတော့ကားရဲ့မှာဒါပရမတ်ဆိုတော့အကြီးကတော့လီတို့အာ ပေါ်မှာပဲအခြေခံပြီးတော့ကိုလှုပ်လို့ရတဲ့အာရဝင်းလေးကိုရအောင်လို့တိဆောက်ကြတာပေါ့နော်ဟို character အရာရောဆလဲရရောဒီကမှာအကြမ်းလှုပ်လှုပ်ခက်ခက်လှုပ်ရအောင်လို့ရှိနေတယ်အကုန်လုံးကတော့ဟိုလေအမှုရာပဲဖြစ်ဖြစ်ထန်လို့တွေပဲဖြစ်ဖြစ်တော်တော်များများငြိမ်တဲ့ character များတယ်များတဲ့ခါကျတော့အကြမ်းဟုတ်တယ်ဒီဒီမောင်ရဲ့အဲ့လိုဖြစ်နေတာမျိုးရှိတယ်။အဲဒါကြတဲ့အချိန်ကျွန်တော်လည်းတော်တော်ဖြည့်တာပေါ့နော်။ဖြည့်တယ်ဟုတ်တယ် ရန်စားတယ်အရန်တောက်တယ်အဲ့လိုမျိုးပေါ့အရန်တောက်တယ်ဆိုတာအဲ့ဒီအချိုးလေးဒီချိန်မှာဆိုအဲ့တကောတစ်ချိန်လုံးဟိုဟာလေးတောက်နေတယ်ဆိုတော့ဟိုဟာလည်းအမားလည်းနည်းနည်းပြည့်တယ်အကုန်လုံးပြည့်တယ်အဲ့ဒီမှာအခုပြန်တွေ့တဲ့တကယ်ချင်းရေကိုပြန်တွေ့တော့အကုန်လုံးဟိုပပိန်ပပားလေးအဲ့လိုဖြစ်ပါဘူးအဲ့တော့မမတ်ရရသူဟိုဟာ smile ကိုဝယ်ပြီးကိုဟိုဟာလေးတိုင်းမင်းနေလိုက်တွေ့ရပါဟုတ်တယ်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  တော်လိုက်နေနေကြရဲ့အမှအာဟိုဟို propose လုပ်ဖို့ propose ဖို့လေအဲ့ဒါလေးတော့အမှတရပဲအတွေ့အဲ့ဒီရွေးကူပေါ်အာအဲ့လိုမိုက်တယ်ဘာညာအဒီကကျတော့အရင်ကတည်းကသူကအရင်ရဲ့ထဲမှာ အနေအေးရဆိုတော့ဟိုပါပေါ့လေဟိုသူ့ရဲ့ကုပိုင်းချိန်မှာတော့သူဘလိုပဲနေဒါပေမဲ့ကျွန်တော်တို့အလုပ်အဲရှူတင်ထမ်းမှာဆိုတော့သူအေးဆေးနေတယ်ပြောစမ်းရှိရပြောတယ်ရရှိရရောဒါပေမဲ့အရင်ဟိုလိုတစ်ခါမှလွတ်လွတ်ခက်ခက်ဖြစ်နေတာတော့တကယ်ကအေးဆေးပဲဟိုကြီးစားလေးပြောတယ်စကားလေးပြောတယ်ပုံမှန်မှာသူကဟိုအရင်ကတည်းကလည်းဒီကအဲ့ဒီအလုပ်ကနေရအခုဘာလဲလက်သွဲပေါ်ကြောင်ဆိုတော့ ဒီကျတော့ဟိုလေခလီလက်မဟုတ်တော့အကုန်လုံးကအသက်20ကျော်30လောက်ကလာရွှေလေးဖြစ်နေပုံမရှိဘူးဆိုတော့တူချွေးနေလောက်တကယ်ချင်းတွေစလာတကယ်ချင်းတွေစလာကျွန်တော်တကယ်ချင်းတွေမှာဟိုအင်းအဲ့လိုပဲလေဘယ်လိုပြောလဲအပြူကြီးဖြစ်ပြီးတော့လူပြူကြီးဖြစ်ပြီးတော့လည်းအဲ့လိုမျိုးစကြတယ်ဆိုတော့အခုဒီတက်ရွယ်ကြရတော့လက်တွဲလက်တွဲပေါ်ဆိုတဲ့အဲ့လိုဟိုအဲ့အဲ့ဟောက်ကမပေါ်ဘူးဒီလို သမီးစားတွေနဲ့အလုပ်ရှင်တူတူညီလေးရှိတာကောင်းသူတို့ကကျွန်တော်သိမပြောတော့အဲ့လိုစကားမအပါမှာကြာကျွန်တော်ကအဲ professional လုပ်နေတယ်ကျွန်တော်ကမျိုးသမီးရတယ်ဒီဟာပုံမှာသူကသူကတော့မှကျွန်တော်တစ်ချိန်လုံးအရန်ဘရိုရဲ့ရုပ်ရှင်တွေပဲရိုက်ခိုင်းတာကျွန်တော်ကလည်းအဲ့လိုမျိုးလဲရုပ်ရှင်တွေကိုဟိုကိုယ့်ရဲ့ personal ရကျွန်တော်တိတ်တိတ်ဟိုဘာလဲမကြိုက်ဘူးဒါအမှန်တကယ်ကျွန်တော်ကို ပိုတိုင်းပေါ့လေကျွန်တော်တို့ရိုးတဲ့ဟာလေးရိုက်မယ်ဆိုဟိုလောလောချာချာတခြားထားပါတော့အဲ့လိုသူဆန်းတာလေးပိုကြိုက်ကြအဲ့လိုကြည့်ရင်လေကျွန်တော် Avenger တော့အဲ့လိုပေါက်ကိရလေးနည်းနည်းပြီးရင်အဲ့လိုနည်းနည်း futuristic ဖြစ်တဲ့ဟာမျိုးပူပြီးအဲ့လိုလက်ရှင်လေးလက်ကြိုက်တယ်အဲ့လို router တွေပဲတကယ်သိမ့်မကြည့်ဖြစ်တာအဲအမျိုးသမီးကသူကအဲ့တော့အရင်ကြိုက်တယ်အဲ့လိုပဲရိုက်ခိုင်းတယ်အမြဲအရင်ရိုက်ခိုင်းတယ်အဲ့လိုမျိုးပေါ့ဆိုတော့အဲ့လိုကြိုက်တဲ့ ကားတတော်များများလဲအလိုသူကအမြဲတမ်းကြည့်နေတယ်ဒီနေရာလေးဒီလိုမျိုးတော့မှာဒီနေရာပူပီးမိုက်တာပူပီးပြိတက်ကြီးတဲ့လူပူရင်ခေါင်းလာအဲ့တော့အချမ်းပေးတယ်အဲ့ဒီကားလေးမှာတော့အခုလူတဲ့ဟာတွေကတော့ထေချူဘာမှဟိုမရှိဘူးလေတန်းအခုမှမိတ်ဆက်မိတ်ဆက်လေးဆိုတော့အဲတီဗီကတော့သူပြောမှာအရင်ဟို recommend ပေးတယ်မျိုးတော့အများကြီးရှိပါတယ်ဒီရုပ်ရှင်တွေက YouTube ပဲပေါ့နော် YouTube လေးနဲ့အဲ့လိုဟို အေးအေးလေးနဲ့ဒီတိုင်းမှာပေါ့ပေါ့ပပလေးသွားတဲ့ရုပ်ရှင်လေးဖြစ်တဲ့အတွက်ကြောင့်မလို့သူကတော့ဟိုကြည့်တာအော်ဇလန်တွေထွက်ပြီးထွက်ရင်ကြည့်မယ်တော့လိုက်တာဟိုလိုမျိုးအရင်ကတော့မရှိဘူးမြို့သမီးကကိုယ့်ရဲ့ဟိုပေါ့လေအမကန်ပရိတ်တောင်းအလုပ်ပဲပြောမှရောသူကအမြဲတမ်းပါပဲလှုပ်လှုပ်သူအလိုအမြဲ recommend ပေးတယ်ကောင်းရင်ကောင်းတယ်မကောင်းမကောင်းရင်မကောင်းသူစီရလည်းကြားရပြင်း ချားရမှာပဲသူလည်းနည်းနည်းအဲ့လိုအကျင့်ပြီးတော့မန်နေဂျာကဟာလေးရှိတယ်ဟိုနေရာလုံးအမဟိုလီလီရလည်းသူကကာရီလည်းဆက်ဆက်ကျွန်တော်လည်းကာရီလည်းဆက်တော့နေရာလုံးကအဲ့ schedule ကိုမြင်နေတယ်အဲ့လိုမျိုးဖြစ်နေတာဟုတ်ရှောင်းမင်းသမီးရရိုက်နေရတော့ကျေးဇူးအများကြီးပါတော့တော့ဒီလိုအလီပူပြီးတော့ဟာလေးဒီလိုရောနေရောရတဲ့ပြန်လာလာတဲ့လိုမျိုးကြောင့်ဒီလိုပဲ ဒီလိုခုအဒီကားလေးကပြနေတဲ့အပိုင်းလေးရောက်ပြီ။အဒီလိုမွန်မားလေးတခြားလေးကိုထူးခြားထားပါတယ်။ဒီကားထဲမှာပိုင်ဆိုတဲ့ပိုင်၊ဒီဆိုတဲ့ဒါတခြားလေးဒီကားရတာလေးတွေချင်းစီလို့ဒီလိုချင်းလေးပြီးတော့တခြားလေးလိုက်ထားပါတယ်။အပိုင်း6ပိုင်းရှိတယ်။ဆိုတော့ဒါစပြနေပြီဆိုတော့အမတီဖုန်းနဲ့ဒီပလေးမှာစပြနေပါအပိုင်းဖို့အတွက်ဒီမှာလေးခေါ်လာတယ်။